in the case of Pazi G, we reported on it immediately afterwards. We saw the bodies. Maybe there were some PDF in the village, but a vast number of those who died were children. We saw their bodies burnt and ripped to pieces. Is that acceptable? Regarding children being present, they were part of groups working with terrorists. So, yes, attacks happen. And in attacks, collateral damage is unavoidable. This is the reality of war. Collateral damage happens. To be clear, if you don't support terrorists, if you don't support violence, then there's no reason for fighting in these areas. ICC အပါအဝင်နိုင်ငံတကာတရားရုံးများတွင်မင်းအောင်လှိုင်နှင့်စစ်ကောင်ဆောင်များကိုတရားစွဲဆိုနေမှုများအပေါ်ဘာအကြောင်းလဲမှစိုးရိမ်စရာမရှိဘူးဟုဇော်မင်းထွန်းတုံ့ပြန် စည်ကြီးကြီးရွာလေးချောင်းတိုက်ခိုက်မှုတွင်တေဆုံးသွားသောကလေးငယ်များမှာတောင်းကျန်သူများ၏အစိတ်ပိုင်းဖြစ်၍တိုက်ခိုက်ရန်ရှောင်ဝဲမရဟုဆိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အပါအဝင်နိုင်ငံတကာတရားရုံးများတွင်မင်းအောင်လှိုင်နှင့်စစ်ကောင်းဆောင်များကိုတရားစွဲဆိုနေမှုများပေါ်စိုးရိမ်စရာမရှိကြောင်းအကြံဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကပြောဆိုလိုက်သည့် အဂျာစီယာသတင်းဌာနနှင့်တီးတန့်တွေ့ဆုံမိ мян ကန်းတွင်အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကထိုးထုတ်ပြောဆိုခြင်းဖြစ်ပြီးအဂျာစီယာသတင်းဌာနကစစ်တပ်အနေဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်ပြည်သူများပေါ်တိုက်ခိုက်နေပြီးနိုင်ငံတကာကလူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများပြင်းပြင်းထန်ထန်အဖြစ်ဝေဖန်လျက်ရှိပြီးအင်ဒိုနီးရှားတူရီကီဖိလစ်ပိုင်နှင့် ICC တရားရုံးတို့တွင်တရားစွဲရန်ဆောင်ရွက်နေကြောင်းမကြသေးမီကလည်းဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC တရားရုံးတို့ကိုးဆောင်ဖမ်းဆီးမှုများရှိကြောင်းထို့ကြောင့်စစ်ကောင်းဆောင်များအနေဖြင့်ရင်းချေနေပေါ်စိုးရိမ်မှုရှိနေသလားဟုမေးခွန်းထုတ်ခဲ့ရာတွင်ဇော်မင်းထွန်းကမိသည့်အတွက်မှစိုးရိမ်စရာမရှိဟုပြန်လည်ဖြေဆိုခြင်းဖြစ်သည်ဘာမှစိုးရိမ်စရာမရှိဘူးဘာအကြောင်းလဲမှစိုးရိမ်စရာမရှိဘူး PDF တွေကရွာထဲမှာနေတဲ့အရက်ဝတ်နဲ့စစ်တပ်ကိုတိုက်ခိုက်တယ်စစ်တပ်ကပြန်တိုက်ရင်အရက်သားဖြစ်သွားတယ်ဒါတွေက PDF တွေရဲ့တာဝန်သားဖြစ်တယ် ICC ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်စစ်တပ်အနေနဲ့ငြင်းကြင်းရင်းနဲ့ပြည်သူလူထုကာကွယ်ရေးကိုအတိအကအာရုံထားပြီးလုပ်ရမှာဖြစ်တယ်ဟုအကြံဖတ်ဆောင်မင်းထွန်းကပြောဆိုသည် 2023ခုနှစ်ဧပြီလ17ရက်နေ့စကိုင်းတိုင်းကမ်ဘလူးမြို့နယ်အတွင်းရှိပစီကြီးကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာတွင်ပြည်သူ168ဦးသေဆုံးခဲ့ပြီးသေဆုံးသူများတွင်ကလေးငယ်များပါဝင်သွားကြောင်းရင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍အေဂျာစီကရာသတင်းဌာနကစော်မင်းထုံးကိုမေးမြန်းရာစော်မင်းထုံးကစစ်ပွဲများတွင်ဘေးထွက်ဆိုးကျိုးရှိကြောင်းတောင်းကျမ်းသူကိုထောက်ခံလျင်တိုက်ခိုက်ခံရမည်ဖြစ်ပြီး ေဆုံးသွားသောကလေးများသည်တောင်ကျမ်းသူများ၏အစိတ်ပိုင်းဖြစ်ကြောင်းငင်းကဆက်လက်ပြောဆိုသည်ပစီကြီးကြီးရွာတိုက်ခိုက်မှုအတွင်တေဆုံးသွားသောကလေးငယ်များမှာတောင်ကျမ်းသူအဖွဲ့စည်း၏အစိတ်ပိုင်းဖြစ်ကြောင်းပစီကြီးကြီးရွာလေချောင်းတိုက်ခိုက်မှုမှာအမှန်တကယ်ဖြစ်ပျက်ခဲ့ကတေဆုံးသူကလေးငယ်များမှာလေချောင်းတိုက်ခိုက်မှု၏ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပြီးစစ်ပွဲတွင်ဘေးထွက်ဆိုးကျိုးကိုရှောင်ရွေးမရကြောင်း တောင်ကျန်းသူများနဲ့မပေါင်းလျင်တောင်ကျန်းသူများကိုမထောက်ခံလျင်အဆိုပါနေရာများသို့တိုက်ခိုက်ရန် အကြောင်းမရှိကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုသွားသည်